စ္စလမ်ဘာသာဟာမြေပုံပေါ်ကနေအပြီးပြောက်ခွေသွားတော့မှာလားအားလုံးပဲမြင်ကြလားပါဗကန်အထက်ထဲမဲ့ channel ကနေကြိုးဆိုပါတယ်လူဦးရေနေ့ဘီလီယံကျော်ကိုးကွယ်တဲ့အစ္စလမ်ဘာသာဟာကမ္ဘာပေါ်မှာအင်အားကြီးမားတဲ့ဘာသာတစ်ခုဖြစ်ပါတယ်ဒါပေမဲ့အခုအခါမှာတော့စစ်ပွဲသို့မဟုတ်နိုင်ငံရေးကြောင့်မဟုတ်ဘဲနဲ့ဘယ်သူမှတားဆီးလို့မရနိုင်တဲ့အင်အားတစ်ခုကြောင့်တိတ်တဆိတ်နေပြောက်ခွေဖို့ကြိုးစားနေတာရှိပါတယ်အဲ့ဒါကတော့ wifi စနစ်ကလာတဲ့ internet ရေလိုက်လို့ပါပဲ2035ခုနှစ်ကိုရောက်တဲ့အခါမှာကာဇာဘလန်ကာလိုမြို့ကြီးတွေမှာပါစူတောင်းတန်တွေတိတ်ဆိတ်သွားပြီးတော့ဘလီဒီယာလူသူကင်းမဲ့လာပါလိမ့်မယ် ေပေါင်း1400ကျားတည်တံ့ခဲ့တဲ့ဒီဘာသာဟာစေစုနှစ်နှစ်ခုအတွင်းမှာပဲမကြုံစဘူးကျဆင်းလာခဲ့ရတာအစတုန်းကပြေကင်းနေထင်ရတဲ့စမတ်ဖုန်းတွေအချက်လက်တိတ်ဆိတ်တဲ့ဒေါ်လာရဲ့ရလတ်ပါပဲလွန်ခဲ့တဲ့နှစ်အနည်းငယ်ကခရူးစိတ်စီပွဲတထောင်ထက်စမတ်ဖုန်းကပိုထိခိုက်စီမယ်လို့ပြောရင်အယူလိုပဲအားလုံးကထင်ကြမှာပါဒါပေမဲ့လည်းဒီနေ့ခေတ်မှာတော့မတူညီတဲ့တုံ့ပြန်မှုတွေရနိုင်ပါတယ်ပုံနှိပ်ဆက်နဲ့အင်တာနက်ရဲ့စင်တူမှုဒီလိုချင်းနေမျိုးဟာတမိုင်းမှာအရင်ကလည်းဖြစ်ခဲ့ပူပါတယ်၁၅ရာစုဥရောပမှာဂျိုဟန်နက်စ်ဂူတင်ဘတ်ရဲ့ပုံနှိပ်ဆက်ဟာဖုန်းတော်ကြီးတွေရဲ့ကျန်းစာပေါ်တူဦးတဲ့ထင်းကျုံမှုကိုခြေဖြတ်ခဲ့ပါတယ် ်ဓမ္မကျမ်းစာကိုဒေတာဘာသာစကားနဲ့ဖတ်ရတဲ့အခါမှာလူဒီယာချက်သွန်တင်ချက်အနေနဲ့လူဒီယာချက်ရဲ့သွန်တင်ချက်တွေနဲ့မကိုက်ညီတဲ့စန့်ကျင်ဘက်အချက်လက်တွေကိုတွေးရှိခဲ့ကြတာဖြစ်ပါတယ်။မာတင်လူသားရဲ့65ချက်ပါစာတမ်းကပုံလေးဆက်တွေနဲ့အတူမီးလို့ပြန့်နှံ့သွားပြီး protesting ပြုပြင်ပြောင်းလဲရေးကိုဖန်တီးခဲ့ပါတယ်။ဒါဟာဘာသာရေးဖွဲ့စည်းတွေရဲ့အာဏာကိုချိုးဖျက်ခဲ့ပြီးတိုးချင်းစင်စားစီရင်မှုကိုတွန်းအားပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့ညံလင်းခင်းရောက်လာပြီးဘာသာရေးပေါ်တန်တရားဝင်မှုတွေတိုးလာကဥရောပမှာလောကီရေးရာတွေကိုမြင့်တက်လာခဲ့ပါတယ်။အစ္စလာမ်ဘာသာရဲ့တင်းကျပ်သောထိန်းချုပ်မှုနဲ့ရလဒ် အစ္စလမ်ဘာသာဟာရာဇဝတ်နဲ့များစွာတောင်အင်ပါယာရီနဲ့ဘာသာရေးကောင်းဆောင်တွေရဲ့တင်းကျပ်တဲ့ထိန်းချုပ်မှုတွေကြောင့်ပြုပြင်ပြောင်းလဲမှုတွေကိုရှောင်ရှားနိုင်ခဲ့ပါတယ်။တိပ္ပံနဲ့ပတ်သက်လာရင်ခရစ်ယာန်ဘာသာကစင်ကဲပြည့်စင်သီယိုရီလိုအရာတွေကိုလက်ခံဖို့လက်ရုံးညီတွေပြောင်းပြင်ဆင်ခဲ့ပြီးမယ်။မွတ်စလင်အများစုရှိတဲ့နိုင်ငံအချို့ကဘာသာရေးကောင်းဆောင်တော်တော်များများကစင်ကဲပြည့်စင်ကိုယနေ့အထိလုံးဝပယ်ချနေစေဖြစ်ပါတယ်။အစ္စလမ်ဘာသာမှာဓမ္မသက်စာဖြတ်သူများကိုတတ်ဖြတ်ခြင်းလို့စီးမြင်းတွေနဲ့မေခွန်းထုတ်တာကိုတားမြစ်ထားတဲ့တင်းကျပ်သောထိန်းချုပ်မှုစနစ်ရှိခဲ့ပါတယ်။ကူရမတောင်မှာ တင့်အားထုတ်ပေါ်ပြပါကစိတ်ဆင်းရရမယ့်အရာများကိုမမေ့ကြပါနဲ့လို့တတိပေးထားပါတယ်။ဒါကစူးစမ်းလူစိတ်ကိုဟန်တားပြီးတော့ဘာသာရေးအယူအဆတွေတဲ့ကဗကိုက်ညီမှုတွေကိုဖော်ထုတ်ခြင်းကနေကာကွယ်တာပါ။ဒီလိုတင်းကျပ်မှုတွေကြောင့်ပင်အစ္စလာမ်ဟာရာဇဝတ်နဲ့များစွာတည်ထမ်းခဲ့ပြီးမယ်။ပြောင်းလဲမှုကိုပြင်းပြင်းထန်ထန်ဖိနှိပ်တဲ့ယုံကြည်ချက်စနစ်တိုင်အောင်နောက်ဆုံးမှာတော့ထိခိုက်လွယ်ပြီးပြိုလဲလွယ်တယ်ဆိုတဲ့တန်တရားကလည်းရှိနေပါတယ်။အင်တာနက်ရဲ့အကျိုးသက်ရောက်မှုဒီလိုကွဲပြားသူတွေအတွက်ချိတ်ဆက်ဖို့အခြေခံအဆောက်အအုံမရှိခဲ့တဲ့အခြေအနေအား အင်တာနက်ရောက်လာခြင်းမှာပြောင်းလဲသွားပါတယ်။နေနေမိမ့်မဲ့ဒီကောပါမှာတားမြစ်ထားတဲ့မေးခွန်းတိုင်းကအတန်တခုကိုရှာတွေ့လာခဲ့ပါတယ်။ Ex-Muslim of North America ESMNA ESMNA ရဲ့စစ်တမ်းရ Muslim ဟောင်းတီရဲ့88ရာခိုင်နှုန်းဟာ online forum တွေက online forum တွေကိုဘာသာရေးတန်တရားဖြစ်စေတဲ့အဓိကအကြောင်းရင်းဖော်ပြခဲ့ပါတယ်။ ော်ဒီအာရေဗျလိုနိုင်ငံမျိုးကလူတွေကမေးဖို့ကြောင်းရုံးခဲ့တဲ့မေးခွန်းတွေကိုမေးနေတဲ့လူထောင်ပေါင်းများစွာကိုအွန်လိုင်းကနေတစ်ဆင့်တွေ့ရှိခဲ့ပြီးသူတို့ရဲ့အထူးကြံမှုကိုခြေချင်းချိုးဖြတ်နိုင်ခဲ့ပါတယ်။အင်တာနက်ကြောင့်ပဲအစ္စလမ်ဘာသာရာဇဝင်များစွာကြတဲ့အယူဝါဒတွေစက်ကျင်ဘက်အချက်လက်တွေနဲ့ကိုကျင်တရားမှကိုက်ညီမှုတွေကိုလူအများကြီးစီစစ်ဝေဖန်မှုရဲ့ရှေ့မှောက်မှာအားလုံးဖော်ထုတ်ခံခဲ့ရပါတယ်။ဘာသာရေးကောင်းဆောင်တွေကသူတို့ရဲ့အတိတ်ပဲဖွဲ့ဆောင်ပြီးအာနာဟာအချက်လက်အစုလိုက်ပြုံလိုက်ရယူနိုင်မှုရဲ့ရှိမှာဒေပီပီပြောက်ွယ်သွားတာကိုတွေ့ခဲ့ရပါတယ်။ဒူပါလာတော့ဓမ္မသစ္စာဖြတ်သူများအမေရိကန်မှာ မွတ်စလင်ဖြစ်တဲ့ကြီးပြင်းလာသူတွေရဲ့၂၄ရာခိုင်နှုန်းဟာဘာသာကိုစွန့်ခွာသွားကြပြီးဒါဟာခရစ်ယာန်ဘာသာကနေထွက်ခွာတဲ့နှုံထားတဲ့အတူတူပါပဲတကောဘာလုံးတိုက်တာနေဆိုရင်ဓမ္မသက်စာဖျက်မှုတွေတိုးပွားလာနေပြီးအင်တာနက်ကအ धिक အခန်းကဏ္ဍကနေပါဝင်နေပါတယ် Reddit ရဲ့ X Muslim လို platform တွေဟာတန်တရားရှိသူတွေအတွက်လုံခြုံတဲ့နေရာတွေကိုဖန်တီးထားပါတယ်။ Sorry Arabia မှာဆိုရင်တော့လူငယ်တွေရဲ့25ရာခိုင်နှုန်းထိဟာဘာသာရေးကိန်းဆိုင်မှုမရှိသူဖြစ်နေတဲ့တတ်မှတ်လာတယ်လို့စစ်တမ်းတွေကဖော်ပြပါတယ်။ Sorry Arabia နဲ့ Iran ရဲ့တုံ့လောက်ဖော်ရအပြောင်းလဲများ ်ဆော်ဒီအာရေဗျလိုနိုင်ငံမျိုးမှာဖျားမဲ့ဝါဒကိုင်းရှမ်းသူတွေကိုအကြံဖက်သမားအနေနဲ့တန်းတူသတ်မှတ်ထားပြီးမြူငယ်လေးပုံတပုံကဘာသာရေးကိုမေးခိုးထုတ်နေကြပါတယ်လူမှုပေတာပညာရှင်တွေကဒါကို Virtual Umas လို့ခေါ်တဲ့နည်းနည်းမိတ်မဲ့ online ဘာသာရေးအတိုင်းဝိုင်းတွေပေါ်ပေါက်လာခြင်းကြောင့်ဖြစ်ပါတယ် George Town တက္ကသိုလ်မှာပေါမောကဒေါက်တာ Seminar Ely ကဒါဟာ အစ္စလာမ်တမိုင်းမှာမကြုံဆုပ်ဘူးတဲ့ဖြစ်ပြပါပဲ။ဘာသာရေးတွေပဲဖွင့်ဆိုမှုတွေကိုဒီမိုကရေစီစနစ်ဖြစ်လာစေခဲ့တာပါ။အင်ဒိုနီးရှားကအသက်16နှစ်ရွယ်ကလေးတူဦးဟာတူတာဘောကနေအီဂျစ်နိုင်ငံ LSR ပညာရှင်တွေရဲ့ဘာသာရေးအမိန့်ကိုတိုက်ရိုက်ဆင်ခေါ်နိုင်ပြီးထောက်ခံမှုအများပြားရရှိနိုင်တဲ့အခါမှာရိုးရာအာဏာပိုင်အစောင့်အနေစတင်ပြိုလဲလာခဲ့ပါလေလို့ရှင်းပြပါရစေ။ World Value Survey ရဲ့စီးရင်အများရတူရကီလက်ဘ်နိုနဲ့တူနေရှားလိုနိုင်ငံတွေမှာအသက်30အောင်မိုးစလင်တွေကြောင့်ဘာသာရေးလိုက်နာကျင့်သုံးမှုဟာ2012ကနေ2022အတွင်းစနေရာဂိုင်းလုံးမှာ18ရာဂိုင်းလုံးထိကျဆင်းခဲ့ပါတယ်။တချိန်တည်းမှာပဲဘာသာရေးကန့်ရှိမှုမရှိဘဲဝိညာဉ်ရေးရာကိုယုံကြည်သူလူငယ်တွေရဲ့အကျိုးအဆဟာသုံးစာနီးပါးမြင့်တက်လာပါတယ်။အီရန်မှာလည်းပြောင်းလဲမှုဟာပိုပြီးသိသာပါတယ်။ဂမ်မန်ဖွဲ့ရဲ့စစ်တမ်းရအီရန်လူမျိုး88ရာဂိုင်းလုံးကဖျားသိခင်ကိုယုံကြည်ပေမဲ့32ရာဂိုင်းလုံးသာရှီယာမွတ်စလင်ဖြစ်နေတဲ့အမှတ်ပါတယ်။ ပို့ပြီးတော့အံအသက်စရာကောင်းတာက48ရာခိုင်နှုန်းဟာဘာသာရေးကနေဘာသာရေးကိုင်းရှဲမှုမရှိသူဖြစ်နေပြောင်းလဲသွားတယ်လို့ဖော်ပြပြီးအစိုးရရဲ့69.5ရာခိုင်နှုန်းမွတ်စလင်ဖြစ်နေကြေညာထားတာလည်းလုံးဝကွာခြားနေပါတယ်။အင်တာနက်ရဲ့တရော်သောဝေဖန်မှုများအင်တာနက်ကအစ္စလမ်ဘာသာကိုကမ္ဘာလုံးဆိုင်ရာမင်းဆွေအဖြစ်နဲ့ပြောင်းလဲလိုက်ပါတယ်။ TikTok နဲ့ YouTube လို့ platform တွေပေါ်မှာအစ္စလာမ်ဘာသာရဲ့အယူဝါဒများဟာဒီကျမ်းများနဲ့မိုဟာမက်ရဲ့ဘဝမှာအငင်းပွားဖွယ်ရာကဏ္ဍတွေကိုတယောဇာနဲ့ပုံပွင့်လေးလေးဝေဖန်နေကြပါတယ်။တချို့နိုင်ငံတွေမှာတည်တံ့ဒီကြနိုင်တဲ့ဘာကြောင့်မိုဟာမက်ကခွေးနဲ့ဂီတကိုတားမြစ်ပြီးကြေးကျော်စက်တွေကိုမတားမြစ်ခဲ့တာလဲ။ဘာကြောင့်အာရီရှာကိုငယ်ရွယ်တဲ့အယူမှာလက်ထက်ခဲ့တာလဲ။ကောင်းကင်ကိုမြေပြန်စီးပြီးလာသမားကိုခွဲခဲ့တာကိုတကယ်ယုံကြည်ရမှာလား။စားတဲ့မိကုန်းတွေကိုအွန်လိုင်းမှာလွတ်လွတ်လပ်လပ်ဆွေးနွေးနေကြပါတယ်။အယန်ဟာရီစီအလီနဲ့အဘရိုစတိတ်ဘရော့ဟတ်တို့ မွတ်စလင်လောင်းအတန်တွေကလူအများရှိကိုထုတ်ပေါ်လာခြင်းအားအစ္စလမ်ဘာသာကိုဝေဖန်ခြင်းကိုတာမန်ဖြစ်ရတဲ့ခုလို့ဖြစ်လာအောင်တွန်းအားပေးနေပါတယ်ခရစ်ယာန်ဘာသာအတွက်ရာဇဝင်များစွာကြာခဲ့တဲ့မင်းငုံထုတ်ရင်ပြုပြင်ပြောင်းလဲခြင်းနဲ့လော့ဂီရေရာဖြစ်လာခြင်းတွေကိုအစ္စလမ်ဘာသာကနေအင်တာနက်ကြောင့်စေစုနေများစွာအတွင်းမှာပဲကြုံတွေ့နေရတယ်လို့ပညာရှင်တွေကဆိုပါတယ်အချက်လက်တွေကအင်တာနက်အသုံးပြုမှု85%ကျော်တဲ့နိုင်ငံတွေမှာ ဘာသာရေးကနေစွန့်ခွာနှုန်းဟာ40ရာခိုင်နှုန်းထက်နေတဲ့နိုင်ငံတွေထက်သုံးဆမှ40ပိုမြင့်နေပါတယ်။ဒါပြင်အစ္စလမ်အာဏာပိုင်များရဲ့ online ဖိနှိပ်မှုစင်စာဖျက်ထောက်ခြင်းနဲ့ထောင်ချခြင်းဟာ VPN များကုတ်ဝတ်စကားပြောခန့်များနဲ့ဖိနှိပ်လေပုံမှုကျဲပြန့်လေဆိုတဲ့ဖိနှိပ်လေပုံမှုပြန့်နှံ့လေဆိုတဲ့သဘောတရားကြောင့်နောက်ပြန်ကြိုးတမ်းရမှုဖြစ်နေပါတယ်။ အေဇံဘာသာရေးလူဦးရေတိုးတက်မှုကဘာသာရေးပြောင်းလဲမှုကြောင့်မဟုတ်ဘဲနဲ့မွေးဖွားမှုနှုန်းကျောင်းတာဖြစ်ပါတယ်။နိုင်ဂျာ၊ဆိုမာလီယာနဲ့အာဖဂန်နစ္စတန်လိုဖွံ့ဖြိုးမှုနေတဲ့နိုင်ငံတွေမှာတားပေါင်းလုံးမြင့်မာတို့ဟာအမျိုးသမီးတွေရဲ့ပညာရေးနဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ပါခြင်းနဲ့တိုက်ရိုက်ဆက်ဆံနေပါတယ်။စံဂျေဘန်အားဖြင့်လဲဂျာမနီ၊ဒါမမဟုတ်အာဖရိကန်လိုအနောက်နိုင်ငံတွေမှာရောက်နေတဲ့မွတ်စလင်မိသားစုတွေရဲ့တားပေါင်းနှုန်းဟာမျိုးဆက်တက်ခုသို့မဟုတ်နှစ်ခုအထက်မှာတည်တည်တသာကျဆင်းသွားပါတယ်။ UNESCO ရဲ့အချက်အလက်တွေအရ မိုးစင်မျိုးသမီးတအုပ်ပညာရေးတနည်းပိုတင်ယူလေးသူ့ရဲ့သားဘာနှုတ်ဟာကလေးတုံညာတသမ3ယောက်ကြာဆင်းသွားလိဖြစ်ပါတယ်ဒီဂျီနေတွေကဒီဂျီတယ်ကိဟာမိကုန်းတွေကိုဖိနှိပ်ဖို့လုံးဝမဖြစ်နိုင်တော့တဲ့အတွက်အစ္စလမ်ဘာသာရဲ့အနာဂတ်အတွက်တမိုင်းဝင်အပြောင်းလဲကာလဖြစ်နေပြီဆိုတာကိုလည်းပြသနေပါတယ်ဝင်ဝင်ပညာရေးနဲ့အစ္စလမ်ရဲ့အနာဂတ်အမျိုးသမီးတွေရဲ့ပညာရေးမြင်မာလာတာနဲ့အမျှမွေးဖွားနှုတ်ကြာဆင်းလာပြီးတော့ဘာသာရေးကနေစွန့်ခွာနှုတ်လဲမြင့်တက်လာခဲ့ပါတယ်ကမ္ဘာပံရဲ့ခွဲခြမ်းစိတ်ဖြာချက်အရဝင်ဝင် GDP တိုးတက်လာတာနဲ့အမျှဘာသာရေးလိုက်နာကျင့်သုံးမှုဟာလည်းရော့ကျလာပါတယ်အထူးသဖြင့်တော့ အထူးသဖြင့်တော့ပညာတတ်အလွာတွေမှာပိုသိတာလာပါတယ်။ဒါကြောင့်ချမ်းသာတဲ့ပင်လယ်ကွေ့နိုင်ငံများတော်မှာလောကီရေကြာများလာတာကိုရင်ဆိုင်နေရပါတယ်။ဧဇံဘာသာဟာအလီမြဲတိုးတက်နေတဲ့ဘာသာအဖြစ်နဲ့ပုံရိပ်ထွက်နေတာကလူမှုအခြေအနေရလှည့်စားမှုသာဖြစ်ပြီးဖွံ့ဖြိုးမှုနည်းတဲ့ဒေသတွေကဝေးဖွားမှုတို့ကြောင့်တိုးတက်နေတာဖြစ်ပါတယ်။အင်္ဂလန်မှာဆိုရင်ဘာသာပြောင်းလဲသူ90ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းထိပြန်ထွက်သွားပြီးမွတ်စလင်မိသားစုကမွေးဖွားသူ23ရာခိုင်နှုန်းမှ25ရာခိုင်နှုန်းခန့်ဟာလေဘာသာကိုစွန့်ခွာသွားပါတယ်။ ။ပညာရေးစင်တဲ့မြန်မာလာတာနဲ့အင်တာနက်ပြန့်နှံ့လာတာနဲ့မြောက်လူရီယာဒေသခံဘာသာရေးကောင်းဆောင်တွေရဲ့တွင်တင်ချက်တွေနဲ့အတူတမိုင်းပညာရှင်များသိပ္ပံပညာရှင်များနဲ့ဘာသာစိုးလို့သူများရဲ့အမြင်တွေကိုပါတွေ့မြင်လာရတာကြောင့်ဝေဖန်ပိုင်းခြားနိုင်စွမ်းပိုးရှိပါတယ်။အန်အသင့်စရာအကောင်းဆုံးအခြေအနေကမွတ်စလင်များပြားဟာအစ္စလာမ်ကိုခင့်မိတဲ့တန်ဖိုးတွေနဲ့ကိုက်ညီအောင်ပြန်လည်ပုံဖော်ဖို့ကြိုးစားနေတာပါ။ဥပမာအစ္စလာမ်ဟာအမျိုးသမီးဝါဒီပါဒါမှမဟုတ်မွာမားဟာစစ်ဗီယံမဟုတ်ပါဘူးစသဖြင့်ညင်းဆိုတာကဘာသာရေးကိုအယောင်တင်နေကြပါတယ်ဒီလိုလိုရက်တွေကတကယ်တမ်းမှာတော့သူတို့ကိုယ်တိုင်မသိလိုက်ပဲ ဘာသာရေးပြုပြင်ပြောင်းလဲမှုကိုဖြစ်ပေါ်နေစေတာပါပဲ။လန်ဒန်ဘာလီလိုမျိုးကြီးတွေမှာလိင်လူချစ်သူတွေကိုလက်ခံတဲ့ဗလီများပေါ်ပေါက်လာတာအမျိုးသမီးဘာသာရေးကောင်းဆောင်များများလာတဲ့များလာတာနဲ့အစ္စလာမ်မျိုးသမီးဝါဒီလှုပ်ရှားမှုများဖြစ်ပေါ်လာတာတွေဟာလက်တွေ့ဖြစ်ပွားနေတဲ့ပြုပြင်ပြောင်းလဲမှုတွေဖြစ်ပါတယ်။ Critical Islamic Studies လို့ online platform တွေကနေကျမ်းစာတွေကိုတမိုင်း တမိုင်းဆိုင်ရာဝေဖန်သုံးသပ်မှုနဲ့ချဲကပ်လာခြင်းအားလည်းဒီပြောင်းလဲမှုကိုအရှင်းမြင့်နေပါတယ်။ဘာသာရေးပြုပြင်ပြောင်းလဲမှုအောင်မြင်မှုတို့လွတ်လပ်စွာတွေးခေါ်မှုကိုကာကွယ်ပြီးတဲ့နိုင်ငံများမှာသာအမြင့်တွင်ထဲမှာဖြစ်ပြီးတော့အင်တာနက်ကတော့နည်းနည်းမေးမရှိဘာသာရေးကောင်းဆောင်မရှိဘဲနဲ့မေးခွန်းထုတ်နေတဲ့စိတ်တွေကိုတကဘာလုံးထိဆက်ပေးနိုင်တဲ့အကြီးမားဆုံးသောအင်အားဖြစ်တာကြောင့်အစ္စလမ်ဘာသာရေးတမိုင်းကိုပြန်လည်ရေးသားမဲ့တိတ်ဆိတ်တဲ့အင်အားတစ်ခုပဲဖြစ်စေပါတော့တယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်။